ဟက်ပီဝါတာသုံးဆွဲပြီးတော့အသက်16နှစ်ရွယ်အမျိုးသမီးငယ်တဦးအသက်ဆုံးရှုံးအားလုံးပဲမင်္ဂလာပါဟက်ပီဝါတာဆိုတာကတော့လူငယ်တွေကြားမှာအသုံးများလာတဲ့မွေးရည်စေးတစ်မျိုးဖြစ်ပြီးနိုင်လိုက်မှာအဓိကသုံးဆွဲကြတာလည်းဖြစ်ပါတယ်ဖော်ဆက်ရမှာဆိုရင်လေကက်တမင်မီတာဖက်တမင်တို့လိုစိတ်ကြွစေတဲ့မွေးရည်စေးဝါးတွေပါဝင်တယ်လို့လည်းသိရပါတယ်ရှမ်းပြည်နယ်မိုင်ပန်းမြို့နယ်မှာတော့ဟက်ပီဝါတာသုံးဆွဲပြီးတော့အသက်16နှစ်ရွယ်အမျိုးသမီးငယ်တဦးအသက်ဆုံးရှုံးမှုမကြခင်အားမှာဖြစ်ပွားခဲ့ပါတယ်မိုင်ပန်းမြို့နယ် ရိုင်းနေရှာကကီတီဝီတခုမှဆိုရင်တော့အသက်16နှစ်ရွယ်မိမငယ်တူဟာ Happy Water တောက်တော့ပြီးနောက်အသက်ဆုံးရှုံးခဲ့ကြောင်းဒေသခံတွေထံမှသိရပါရီဖြစ်စဉ်ကတော့ဇွန်လ21ရက်နေ့မှာအသက်16နှစ်ရွယ်မန်နန်းကျူငီဆိုသူဟာသူမရဲ့တငယ်ချင်းတွေနဲ့တူ KTV တခုကိုသွားရောက်လဲပတ်ခဲ့ပြီးတော့ Happy Water သုံးဆွဲကရုတ်တရက်အသက်ဆုံးရှုံးခဲ့တာဖြစ်ပါရီတိတ်ဆုံးရတဲ့အကြောင်းရင်းတိကျကိုတော့လက်ရှိချိန်ကြီးမသိရသေးပါဘူးတငယ်ချင်းတွေနဲ့ဆိုပြီးတော့ KTV သွားလဲတာ Happy Water တောက်ပြီးတော့အဲ့တလိုရုတ်တရက်ဆုံးသွားတာပဲ အစတော့ကဆေးရုံကိုပို့လိုက်သေးတယ်။ဆေးရုံကလက်မခံတော့အင်ကိုပြန်ခေါ်လာတာလို့ဒေသခံတယောက်ကပြောပြသွားခဲ့ပါရီ။ဆက်လက်ပြီးတော့အုတ်တွေးမျိုးနဲ့မွေးစားမိပါတွေရဲ့ယူနေပူနေလောင်းပြီးတော့အာဓမပြုခြင်းမှုကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့ကလေးငယ်အမှုအမိန့်ချတော့မယ့်အကြောင်းကိုတင်ဆက်ပေးကြပါရီ။ပြီးခဲ့တဲ့နှစ်ထဲမှာဆိုရင်တော့အုတ်တွေးမျိုးနဲ့တဲမှာဝင်းစားမိပါနဲ့အိုဟာကလေးငယ်တအူကိုအာဓမပြုကျင့်ပြီးတော့ရှင်နေဘူးနယ်လောင်းကနှိမ့်ဆက်တဲ့အတွက်အဆိုပါကလေးငယ်တိတ်ဆုံးခဲ့ရတဲ့အမှုတစ်ခုပေါ်ပေါက်ခဲ့ပါရီကျွလွန်သူဝင်းစားမိပါဆိုသူတွေသာ အဆိုပါကလေးရဲ့မိဘတွေမရှိကြတော့တဲ့အတွက်ခေါ်ယူမေးစားခဲ့ကြတာဖြစ်ပြီးတော့အခုလိုဆက်ဆုပ်ဖွဲ့ပြစ်မှုကိုကျူးလွန်ခဲ့တာဖြစ်ပါတယ်။ကလေးငယ်ကတော့နှိမ့်ဆက်ခဲ့ရတဲ့ဒဏ်ရာရင်းနဲ့ပဲပြီးခဲ့တဲ့ဒီဇင်ဘာလကကွယ်လွန်သွားခဲ့ရပါတယ်။ကျူးလွန်ခဲ့တဲ့မွေးစားမိဘဆိုသူတွေကိုတော့ဒဝီမာလကလေးကဖမ်းဆီးနိုင်ခဲ့ပြီးတရားရုံးမှာရုံးတည်စစ်ဆေးနေခဲ့ပါတယ်။ဒီမှုတွေတရားရုံးကလာမယ့်ဇွန်လ29ရက်ကျရင်အမေချမဲ့တော်မှာဖြစ်ကြောင်းလည်းလိုက်ပါကူညီဆောင်ရွက်ပေးနေသူထံကသိရပါတယ်။တမလွန်ကသမီးငယ်လေးတွေတရားများတမှုရရှိဖို့ ညွန်လင့်ချောင်းကိုလည်းသူကပြောသွားခဲ့ပါရီဆက်လက်ပြီးတော့ရုရှားနဲ့ဘယ်လာရုနိုင်ငံတွေကိုနာဆာကခေါင်းဆောင်သွားရောက်ဖို့ရှိနေတဲ့အကြောင်းကိုတိစက်ပေးကြပါရီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မူဂျီမင်းအောင်လှိုင်ဟာဆိုရင်တော့လာမယ့်ရက်ပိုင်းတွေရုရှားနဲ့ဘယ်လာရုနိုင်ငံတွေစီသွားရောက်ဖို့ရှိနေတယ်ဆိုတဲ့အကြောင်းဇွန်လ24ရက်မှာနိုင်ငံပိုင်မီဒီယာတွေကနေတစင်သတင်းထုတ်ပြန်လာခဲ့ပါရီဘယ်လာရုနိုင်ငံမင်းမျိုးမှာကျင်းပမယ့်စရုထချင်းဥရောပအာရှစီးပွားရေးဖိုရမ်ကိုတက်ရောက်ဖို့အတွက်အလေးကျဥက္ကဋ္ဌဖြစ်တဲ့ ဘယ်လာရှုသမရနိုင်ငံသမရလူကာရှန်ကိုရဲ့ဖိတ်ကြားချက်အရအခုလိုတွားရောက်မှာဖြစ်ကြောင်းသိရပါတယ်။နာဆာကကောက်ဆောက်ရဲ့ခေစင်မှာနာဆာကဖွဲ့ဝင်တွေဝင်ကြီးတွေနဲ့စစ်ဘက်အရက်ဘက်အစ်မြင့်ရရှိတွေအတူလိုက်ပါမှာဖြစ်ပြီးဘယ်လာရှုနိုင်ငံကနေတဆင့်ရုရှားနိုင်ငံဘူရာတရားပြည်နယ်ကိုဆက်သွားမှာဖြစ်ကြောင်းသိရပါတယ်။ဥရောပအာရှစီဝါယီဖရန်ကိုတက်ရောက်တာဘယ်လာရှုသမရနဲ့တိကျတွေ့ဆုံတာဥရောပအာရှစီဝါယီကော်မရှင်ပုတ်ဖွဲ့ဥက္ကဋ္ဌနဲ့တွေ့ဆုံတာတွေပြင်ဘယ်လာရှုစက်ယုံအလုံယုံတွေကိုလေ့လာတာနဲ့ စီဝါရေး၊လုံခြုံရေးမဟာဗျူဟာမြပူးပေါင်းမှုကိစ္စတွေလည်းဆွေးနွေးမယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဆက်လက်ပြီးတော့ထိုင်းနိုင်ငံမဲဆောက်မြို့ကမြန်မာလက်ဖက်ရည်ဆိုင်တဆိုင်ဝင်ရောက်ဖမ်းဆီးခံခဲ့ရတဲ့အကြောင်းကိုတင်ဆက်ပေးကြပါမယ်။ထိုင်းနိုင်ငံမဲဆောက်မှာဖွင့်လှစ်ရောင်းချနေတဲ့မြန်မာလက်ဖက်ရည်ဆိုင်တဆိုင်ကိုထိုင်းအန်နာပိုင်တွေကဇွန်လ23ရက်မနက်ပိုင်းမှာဝင်ရောက်ဖမ်းဆီးခဲ့လို့ဂျာခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနကတင်ထုတ်ပြန်ပါတယ်။ဖမ်းဆီးခဲ့ရသူတွေထဲမှာထိုင်းမျိုးသမီးတစ်ယောက်နဲ့မြန်မာနိုင်ငံသား၄ယောက်တို့ပါဝင်ပြီး ထိုင်းအနာပိုင်းတွေကသူတို့ကိုဥပဒေအရအရေးယူဆောင်ရွက်မယ်လို့သတင်းထုတ်ပြန်ချက်ဖော်ပြပါရီ။လပိရေးဆိုင်ကိုသွားခဲ့တဲ့မြန်မာအမျိုးသားတယောက်ကဖမ်းခံရတဲ့နေရာလပိရေးတောက်တဲ့သူတွေအတော်လေးများတယ်။စိုင်ထိုင်တဲ့သူတွေတော့မဖမ်းခံရဘူး။ကာနစီဝင်လာတော့ကျွန်တော်လင်းလန့်ပြီးတော့ထပြီးတော့ပြီးတော့မှတော်မော်လာဝကရဲတွေနဲ့အဖွဲ့ဆုံးစစ်ဆေးပြီးပိုင်ရှင်နဲ့စိုင်လိုသမားလေးယောက်ကိုတပ်ပုံတွေရှိုင်းနေတာ။ပြီးတော့ထိုင်းသတင်းဌာနမှာဖမ်းဆီးလိုက်ကြောင်းသတင်းတက်လာတာလို့ပြောပါရီ။လက်တလောပိုင်းမဲဆောက်မှာလာဝကရဲ့ ဖန်ဆီးစစ်ဆေးမှုတွေပိုကျလာခဲ့တယ်လို့မြန်မာနိုင်ငံသားဖန်ဆီးခရရမှုလည်းခက်စစ်စစ်ရှိလာခဲ့တယ်လို့လည်းမေးစောက်ရမြန်မာနိုင်ငံသားတဦးထံကနေသိရပါရီဆက်လက်ပြီးတော့အမေရိကန်ရဲ့တိုက်ခိုက်မှုကြောင့်အီရန်နူးစခန်းတွင်ထင်းသလားမပျက်စီးခဲ့ကြောင်းကိုတိဆက်ပေးပါမယ်အခုတရင်ဘက်အကုန်မှာပင်အမေရိကန်ဘက်ကအီရန်ကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်မှုစတင်လုပ်ဆောင်ခဲ့ပါရီအမေရိကန်ကဘန်ကာခွင်ပုံးတွေကိုတုံ့ပြုပြီးတော့အီရန်မြို့တော်တီဟီရန်ကနျူကလ িয়ার ပစ်မဲ့၃နေရာကိုတိုက်ခိုက်မှုလုပ်သွားခဲ့တာဖြစ်ပါရီရှိတာပြောက်ဗီဒူချက်လေရဲ့ ဖြစ်အပြင်းပန်ကခွင်ပုံးတွေကိုအသုံးပြုခဲ့တယ်ဆိုပေမဲ့လည်းအီရန်ရဲ့ news scan တွေပျက်စီးမှုနဲ့ပါကြောင့်ကနေဦးထောက်လှမ်းမှုတွေရသိရပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့တိုက်ခိုက်မှုပြီးမှကလေးကအီရန်ရဲ့ nuclear စီမံကိန်းဟာလုံးဝပျက်စီးသွားခဲ့ပြီလို့ဇက်တိုက်ပြောဆိုနေကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းထောက်လှမ်းမှုရှာကတော့ထရန့်ပြောတာတွေနဲ့လုံးဝကွဲလွဲနေကြတာပဲဖြစ်ပါတယ်။အီရန် nuclear စီမံကိန်းရဲ့အထူးကစိတ်ပိုင်းများကိုပျက်စီးစေခဲ့ခြင်းမရှိကြောင်းနဲ့တိုက်ခိုက်မှုကြောင့်အီရန်တွေလာများကြောင်းနောက်နေ့ ဆိုးရုံမှုကိုသာဖြစ်စေဝဲရှိကြောင်းကိုလည်းသိရပါတယ်။လက်ရှိမှာတော့အီရန်နဲ့အစ္စရေးတို့ကြားအပြည့်ရဲ့ကြုံညာထားခဲ့ပေမဲ့လည်းငြိမ်းချမ်းရေးအမှန်တကယ်ရှာဖို့ကတော့မသိကြသေးသလိုအပြန်အလှန်တိုက်ခိုက်မှုတွေလည်းရှိသေးတယ်လို့သတင်းတွေမှာဖော်ပြခဲ့ပါတယ်။ဟုတ်ကဲ့ပါဒီနေ့အတွက်တင်ဆက်မှုလေးကိုတော့ဒီမှာပဲရှင်းပြပါစေရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်တယောက်ချစ်စီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်။